ကျွန်တော်တို့ခန္ဓာကိုယ်ကကားများနဲ့အလားတရံတူးပါတယ်။မော်တော်ကားတွေမှာဆက်ချွယွင်းပြီးဆိုလို့ရှိရင်အချက်ပြမီလီတွေလင်းတတ်ပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်ကလည်းအဲ့လိုပါပဲ။ကိုယ်တွင်းမှာတခုခုချွယွင်းနေပြီးဆိုလို့ရှိရင်ပြင်ပကိုယောဂါလက္ခဏာတွေနဲ့အထုပ်ပြတတ်ပါတယ်။ဒါကြောင့်မလို့ဘယ်နန်းလေးကနာတာကဘာယောဂါလဲ။ ကိုရင်းမှာဘလိုအင်္ဂါအစိပ်ပိုင်းတွေချူယွင်းနေပြီဆိုလို့ရှိရင်ပြင်ပကိုဘာလက္ခဏာအနေနဲ့ထုတ်ပြတတ်တယ်လဲဆိုတာဗဟုသုတအနေနဲ့ပြောပြပေးသွားပါမယ်။ဒါကြောင့်မလို့ဗီဒီယိုမစခင်မှာရေးမှတ်ဆရာလေးတခုခုယူထားပြီးပါ။ဆာရွက်နဲ့ပေါ်ပင်နေယူထားပြီးပါ။ပြီးလို့ရှိရင်အဲ့ဒါလေးတွေကိုလိုက်ပြီးတော့ရေးထားပြီးလို့ရပါတယ်။ရေးမထားဘူးဆိုလို့ရှိရင်ဗီဒီယိုကြည့်တဲ့အချိန်ပဲမှတ်မိနေပါလိမ့်မယ်။ပြီးလို့ရှိရင်မိသွားပါလိမ့်မယ်။ဒါကြောင့်မလို့အဲ့ဒါလေးတွေကိုရေးထားရေးထားပါ။ရေးထားပြီးလို့ကို့မှာအဲ့လိုလက္ခဏာတွေကြုံလာပြီဆိုလို့ရှိရင်ဘာလက္ခဏာဘာယောဂါတွေလဲဆိုတာပြန်တိုက်ကြည့်လို့ ရပါတယ်။โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့စလိုက်ကြရအောင်။ ျွန်တော်ကတော့ထွေထွေရောကူဆောင်ဒေါက်တာညင်းချောင်ဖြစ်ပါတယ်။ online ပေါ်ကနေကျမ်းမာရေးဘုသူတာတွေဝေမျှပေးနေပါတယ်။ဒါကြောင့်မလို့အခုလိုနားလေသဘောပေါက်လွယ်တဲ့ကျမ်းမာရေးဘုသူတာဗီဒီယိုလေးတွေကြည့်ကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးလို့ရပါတယ်။ Okay ကျွန်တော်တို့ယောဂလက္ခဏာတွေကိုခေါင်းအစခြေဆုံးပြောပြပေးသွားပါမယ်။ပထမဆုံးကျွန်တော်တို့ဥကောင်းနဲ့ပတ်သက်တဲ့လက္ခဏာတွေမှာဆိုရင်ကျွန်တော်တို့ကောင်းကြိုက်တဲ့မျက်လုံးတွေကအလင်းရောင်ကိုမကြည့်နိုင်ဘူး။ပြီးလို့ရှိရင်ဟန်ချက်မထိန်နိုင်ဘူး။ဒီလိုလက္ခဏာတွေဖြစ်တယ် ါဆိုလို့ရှိရင်တော့အုံနောက်မှာပြဿနာရှိကောင်းရှိနေနိုင်ပါတယ်ဒီနေရာမှာတခုတတိထားစရာကခြားခြားလဲအောင်ခေါင်းမှုတယ်ခေါင်းနေမူးတယ်လဲနေတယ်ဆိုလို့ရှိရင်တော့ဒါခေါင်းကပြဿနာမဟုတ်တော့ပါဘူးအဲ့လိုခြားခြားလဲအောင်မူးနေတာကနားထဲမှာရှိတဲ့အင်္ဂါစိတ်ပိုင်းလေးခြုံရင်းနေလို့ဖြစ်ပါတယ်။ Okay ကျွန်တော်တို့ခေါင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လေဘင်းကိုဆင်လိုက်ပါမယ်။ ်လေဘက်မှာနှစ်ပိုင်းရှိပါမယ်အတွင်းနဲ့အပြင်ဆိုပြီးတော့ရှိပါမယ်ကျွန်တော်အပြင်ဘက်ကနားတဲ့ဒီလိုမျိုးဇက်ကနားတဲ့ဒီလေဘင်းတွေဒီဒီဘက်တွေမှာဒီလိုမျိုးတွေနားတယ်ဆိုလို့ရှိရင်တော့ကြွက်သားပြဿနာဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့လိုမဟုတ်ဘူးဆရာလေဘင်းကအတွင်းထဲကနေပြဿနာတက်နေတာအတွင်းထဲမှာအစာမျိုးချရခက်တယ်လေဘင်းထဲမှာတစ်ဆုဆုဖြစ်နေတယ်ဆိုရင်တော့အစာရည်မျိုးပြွန်ပြဿနာဖြစ်ကောင်းဖြစ်နိုင်ပါတယ် လေဘေးမှာဒီနှစ်ခုသတ်မှတ်ထားစရာရှိပါတယ်ကျွန်တော်လေဘေးမှာဇက်ကြောတွေပါတယ်တက်တယ်ခေါင်းကြီးအုပ်နေတယ်ဆိုလို့ရှိရင်တော့ကြီးပောင်းဒါမှမဟုတ်လို့ရှိရင်သွေးတိုးတာဒီလိုလက္ခဏာတွေဖြစ်နေနိုင်ပါတယ်ခေါင်းနဲ့လေဘေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရှင်ဘက်ကိုဆင်လိုက်ပါမယ် ပါမယ်။ရင်ဘတ်မှာမှကျွန်တော်တို့ central chest pain ပေါ့နော် central ရင်ဘတ် အလေတဲ့တဲ့ကနေနားတယ်။အဲ့လိုနားတာကလည်းဒီလိုမျိုးဆွဲပြီးတော့ညှစ်ထားတဲ့လိုမျိုးနားတယ်ဆိုလို့ရှိရင်တော့နှလုံးပြဿနာဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။နှလုံးပြဿနာဆိုလို့ရှိရင်အဲ့လိုမျိုးရင်ဘတ်အလေတဲ့တဲ့ကနားတာအပြင်ဘဲဘက်လမောင်းအတွင်းပိုင်းကနေနားတဲ့ပြီးလို့ရှိရင်အဲ့ဒီကနေအပေါ်တက်လာပြီးတော့ဒီလယ်ပင်နေနားတဲ့ပြီးလို့ရှိရင်ဘဲဘက်မေးရိုးနားရပါတယ်ချွေးစည်းတွေပြန်လာကိုလည်းသတိထားသင့်ပါတယ် ဒါကြောင့်မလို့လဲရင်ဘက်အလဲတဲတဲကနားတယ်လက်မောင်းနေနားတယ်ဘဲဘက်လက်မောင်းအတွင်းဘက်ကနားတယ်ဘဲဘက်မေးရိုးနားတယ်ချွေးစည်းတွေပြန်လာတယ်ဆိုလို့ရှင်တော့နှလုံးရောဂါကိုသတိထားပါမပေါ့စပါနဲ့အဲ့လိုလက္ခဏာတွေပေါ်လာရင်ဆရာဝန်နဲ့သေချာလေးပြပေးပါဆရာရင်ဘတ်အလေတဲ့တွေရပဲမနာဘူးဆရာပူတာဘလို့မှ ခံစားလို့မရဘူးဆရာ ရင်ပူတယ်လေဂျင်တွေတက်တယ်လေတွေပွားတယ်နည်းနည်းလေးစားလိုက်တာနဲ့ပိုက်ကြီးကတင်းသွားတယ်ဆရာဘလို့မှနေလို့ထိုင်လို့အဆင်မပြေဘူးဒါဆိုလို့ရှိရင်တော့အစာရင်ပြဿနာကိုသတိထားသင့်ပါတယ်အစာရင်ပြဿနာမှာရင်ဘက်အလဲတဲ့တဲ့မနာဘူးရင်ဘက်လဲတဲ့တဲ့ရင်ပူတယ် heart burn လို့ခေါ်တယ်ရင်ပူတယ်လေဂျင်တက်တယ်အစာမကြေဘူးရင်ပြေးရင်ကယ်ဖြစ်တယ်ဆိုလို့ရှိရင်တော့အစာအိမ်ပြဿနာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျွန်တော်ရင်ဘက်ပြီးတော့ပါပြီရင်ဘက်ပြီးသွားပြီဆိုရင်ဘိုက်ကိုဆင်လိုက်ပါမယ်ဘိုက် ုက်မှာကျွန်တော်တို့ဘယ်ဘက်နဲ့ညာဘက်နဲ့ရှိပါတယ်ညာဘက်ကိုအရင်ဆုံးပြောပြပါမယ်ဘိုက်ရဲ့ညာဘက်နံရိုးရဲ့အောက်မှာဆိုလို့ရှိရင်တော့အသေးရှိတဲ့ပါတယ်ဒါကြောင့်မလို့ညာဘက်နံရိုးအောက်ကခိုးလူခုလူလေးဖြစ်တတ်တယ်ပြီးလို့ရှိရင်နားတယ်ကင်ကြည့်လို့ရှိရင်လည်းမာမာလေးဖြစ်နေတယ်ဆိုလို့ရှိရင်တော့အသေးပြဿနာကိုသတိထားသင့်ပါတယ် တခါအဲ့ဒီနေရာကနေကျွန်တော်တို့အောက်ကိုဆက်ပြီးတော့ဆင်းသွားမယ်အောက်ကိုဆင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစီးဆက်အပေါ်ပိုင်းညာဘက်မှာအင်မတန်နားတယ်ဆရာဘလို့မှခံစားလို့မရအောင် နားတယ်ဒီလိုဆိုလို့ရှိရင်ဦးအတက်ရောင်တော့ကိုသတိထားတင်ပါတယ် ဒါကတော့ပိုင်ရညာဘက်ပိုင်းမှာဆိုတော့ပိုင်းရဘယ်ဘက်ပိုင်းဘယ်ဘက်ပိုင်းမှာဆိုလို့ရှိရင် ပုံမှန်အဖြစ်ကျွန်တော်တို့မုံချိုအင်းလေးရှိတယ်ပါတယ်အဲ့လိုဘယ်ဘက်ကနေနာတတ်တာမျိုးဆိုလို့ရှိရင်ဒီမုံချိုအင်းရှောင်တတ်တာကိုသတိထားပါသူကလည်းအင်မတန်နာတတ်ပါတယ်ပြီးတော့ကျွန်တော်တို့ chat patch ချလဲတဝိုက်ပေါ့နော်ဒီ tummy area မှာဆိုလို့ရှိရင်နာတယ် discomfort လို့ခေါ်တဲ့နေလို့ထိုင်လို့မကောင်းဘူးဆိုလို့ရှိရင်ဥရရဲ့ပြဿနာကိုသတိထားတတ်ပါတယ်ကဲဒါဆိုကျွန်တော်တို့ဘိုက်ရဲ့အောက်ပိုင်းလေးကိုဆက်ပြီးတော့ဆင်းသွားလိုက်မယ်နော် ဘိုင်းဟီအောက်ပိုင်းမှာကျွန်တော်တို့စီးဆက်လေးနာတယ်စီးဆက်မှာပြဿနာဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဇီအိမ်စီလံချောင်းပြဿနာဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဒီနေရာမှာကျွန်တော်တို့ခါရဲ့အနောက်ဘက်ကိုလည်းပြောပါမယ်ကြောကြောပေါ့နော်ကြောမှာကျွန်တော် lower back pain လို့ခေါ်တာပေါ့ကြောအောက်ပိုင်းနာတယ်ကြောဤအဲ့တစ်ခုလုံးနာနေတယ်ဆိုလို့ရှိရင်တော့ဒါကယိုယိုခါနာတာဖြစ်ဖို့များပါတယ်အဲ့လိုမဟုတ်ဘူးဆရာခါတစ်ခုလုံးနာတာမဟုတ်ခါကဘယ်ဘက်ဘယ်ဘက်နာရင်နာတယ်ညာဘက်နာရင်နာတယ်ဒါမှမဟုတ်လို့ရှိရင်တစ်ခါတလေမှာနှစ်ဖက်လုံးနာတယ် နာတာကပုံသေးမရှိဘူးစီကတစ်ချက်တစ်ချက်မှာအရန်စူးကနေအောင်ကနေပြတ်သွားတာဘလို့မှနေလို့ထိုင်လို့မရအောင်နာတာဆရာအဲ့လိုနာလာတဲ့အချိန်မှာလဲပြိုးအန်တာတွေလည်းဖြစ်တတ်တယ်ဆရာဒါဆိုလို့ရှိရင်တော့ကြောက်ကပ်ပြဿနာကိုတတိထားပါမပေါ်စားပါနဲ့အဲ့လိုမျိုးကြောက်ကက်ပြဿနာဖြစ်ပြီဆိုလို့ရှိရင်စီးလန်းကြောင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတာပါတယ်စီးသွားရခက်ခဲတာမျိုးစီးသွားလို့မလွယ်တာမျိုး စီးမထွက်တာမျိုးနောက်ပြီးတော့စီးသွားလို့ရှိရင်အထဲမှာသွေးစားလေးတွေပါတာမျိုးကြုံရတတ်ပါတယ် ကဲဒါဆိုကျွန်တော်တို့ခြေထောက်ကိုဆက်ပြီးတော့ဆင်းလိုက်ပါမယ်လူနာတော်များများကြုံရကြတယ်ဆရာခြေထောက်တစ်ချောင်းတည်းပဲနာတာတင်ပခွက်ကနေတကောက်ကွေးထိနာတာအဲ့ဒါဆိုလို့ရှိရင်ခြေထောက်ရဲ့ပြဿနာမဟုတ်ပါဘူးအဲ့ဒါကခါရိုးမှာရှိတဲ့ပြဿနာပါခါရိုးမှာခစေရိုးထဲမှာအာယုံကျောမှာရှိပါတယ်အဲ့ဒီအာယုံကျောမှာကြီးအကြောင်းကြောင်းကြောင်း ဖိမိတယ်ဆိုလို့ရှိရင်ခြေထောက်တက်ဖက်ထဲနာတာမျိုးအဲ့လိုတင်ပခွက်ကနေတကောက်ခွေးထိဆင်းသွားတဲ့နာကျင်မှုမျိုးခံစားရတတ်ပါတယ်ဒါဆိုလို့ရှိရင်သေချာလေးမှဒါနော်ခြေထောက်ပြဿနာမဟုတ်ဘူးတင်ပခွက်မှာနာတယ်တကောက်ခွက်မှာနာတယ်ဒါခြေထောက်ကပြဿနာမဟုတ်ပါဘူးခါရုံမှကြီးပြီးနေလို့ပါကျွန်တော်တို့အောက်ကိုဆက်ပြီးတော့ဆင်းသွားမယ်ခြေစလုံးนี่ခြေစလုံးนี่အရန်ရောင်နေတယ်ဆရာဘလို့မှထိလို့မရအောင်ကင်လို့မရလောက်အောင်နားတယ်ဆိုလို့ရှိရင်တော့အဲ့လိုနာကျင်မှုအပြင် ကျွန်တော်ကဖြူဖက်ဖြူရဖြစ်သွားတဲ့ဆရာပြာနှမ်းနေတယ်ဆိုလို့ရှင်တော့ခြေထောက်မှာရှိတဲ့သွေးကြောတွေမှာပြဿနာတက်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်သွေးကြောပိတ်တာမျိုးပေါ့ဒါလေးကိုသတိထားသင့်ပါတယ်အဲ့လိုမဟုတ်ဘူးဆရာကျွန်တော်ကအဲ့လိုမျိုးမရောမှုနီလဲမနေဘူးဆရာကျွန်တော်ကြီးကဖောနေတာဖိနေလို့ရှင်လဲခြိုက်သွားတယ်ဒါဆိုလို့ရှင်အဓိကပြဿနာနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ကြောက်ကပြဿနာပါကြောက်ကမကောင်းတော့ဘူးကြောက်ကကဒီအရေးတွေဆွန့်ထုတ်ပေးတယ်ဒါတွေမလုံနိုင်တော့ဘူးဆိုရင်တော့ အဲ့ဒီခြေထောက်တွေဖော်ရောင်းတာမျိုးဖြစ်တတ်ပါတယ်ဒုတိယတစ်ခုကတော့နှလုံးသားရဲ့ပြဿနာပါကျွန်တော်နှလုံးသားမကောင်းတော့ဘူးနှလုံးကကောင်းကောင်းအလုံးမလုပ်တော့ဘူးကောင်းကောင်းမညစ်တော့ဘူးသူ့ရဲ့လုပ်ငန်းဆောင်တာတွေပြေးပြေးဝါဝမလုံနိုင်တော့ဘူးဆိုလို့ရှင်ခြေထောက်တွေဖော်ရောင်းတတ်ပါတယ်ဒါကြောင့်မလို့ခြေထောက်တွေဖော်ရောင်းတယ်ဖိနေလို့ရှင်ခြိုက်သွားတယ်ဆိုလို့ရှင်ကြောက်ကန့်တဲ့နှလုံးသားကိုတေချာလေးတည်ထားပြီးပါโอเคဒါဆိုကျွန်တော်တို့ခြေဘွားပေါ့နော်ခြေဘွားတွေထုံနေခြင်းနဲ့ဆရာပူဇက်ပူလောင်နေနေလို့ထိုင်လို့မကောင်းဘူးအက်ကလေးတွေနဲ့ထိုးနေသလိုမျိုးဆရာနာတာ အဲ့ဒါဆိုလို့ရှိရင်တော့ညူရိုပသီလို့ခေါ်တဲ့အာယုံကျောပြဿနာဖြစ်နေနိုင်ပါတယ်။ဒါကတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာဖြစ်ပေါ်တတ်တဲ့ယောဂလက္ခဏာတွေကိုဘဝတုဒ္ဒအနေနဲ့ခေါင်းအစခြေဆုံးပြည့်ပြည့်စုံစုံပြောပြပေးခဲ့တာပါ။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေဘ ਹੁ ဒ္ဒရာတစ်ခုခုရသွားတယ်ဆိုလို့ရှင်တော့ like လုပ်ပေးပါနောက်ပြီးတော့ comment ရေးပေးဖို့လည်းမမေ့ပါနဲ့အခြားသူတွေသိအောင်လည်း share လုပ်ပြီးတော့ဝင်မြပေးပါအောင်ပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်မယ်ထုံးစံတိုင်းမှာ stay happy and healthy peace